အားလုံးပဲမင်္ဂလာပါပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီခဏတော့ Great English Unit 11ရဲ့ Comprehension BC ရဲ့ 11B Vocabulary ရဲ့ကိုအတူတူလေ့လာကြည့်ကြရအောင်ဒီနေရာမှာကျွန်တော် Comprehension B နဲ့ C နဲ့ပဲဖြစ်နေတာဒီ Comprehension A ကိုကျွန်တော် paragraph reading တခါတည်းဖတ်ရင်းနဲ့လုပ်ခဲ့တာကြောင့်မို့ဒီနေရာမှာ B နဲ့ C နဲ့ပဲပါလာတာပါ 11B ကတော့ ABCD လေးခုလုံးဖြည့်ပြထားပါတယ်စစ်ကြည့်ကြရအောင် ပေး for each watch and bowl ဘိုးလတာလေးတွေနဲ့လှုပ်ထားတဲ့ဒီစကလုံးတလုံးချင်းစီအတွက်တဲ့ choose from the three choices given ပေးထားတဲ့ choice ၃ခုတွေကနေရွေးချယ်စရာ၃ခုတွေကနေတဲ့ choose ရွေးချယ်ပေးပါတဲ့ one that is similar in meaning အတိပ္ပယ်တူတဲ့စကလုံးတလုံးကိုတဲ့ရွေးချယ်ပေးပါတဲ့ and ပြီးတော့ circle a b o c whichever is correct မှန်တဲ့အရာတစ်ခုခုပေါ့ဘယ်ဟာမှန်လဲ a လား b လား c လားမှန်တဲ့အရာတစ်ခုခုကိုတဲ့အဲ circle စဝိုင်းလေးဝိုင်းပေးပါတဲ့ ဟုတ်ကဲ့ကြည့်ကြရအောင်1 booming in paragraph 1 paragraph မှာပါတယ် booming ဆိုတဲ့စကားလုံးအဲ့ဒါနဲ့အဓိပ္ပာယ်တူတာကတဲ့ a changing လာ b growing လာ c success လာတဲ့ဟုတ်ကဲ့သူ့ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုကြည့်ရအောင် booming ဆိုတာတဲ့ to have a video of web page growth growth ဖြစ်တဲ့အတွက်အလင်းအမြန်ကြီးထွားလာတာအလင်းအမြန်တိုးတက်လာတာဖြစ်တဲ့အတွက် changing လည်းမဟုတ်ဘူးဒီနေရာမှာတော့ growing ပဲဖြစ်ပါတယ် Two unique paragraph one. Paragraph one ma unique so the unique very special or unusual pitted very special. Three smells paragraph two. Paragraph two ma pare smells. Smells uraga yes to spread an oily or soft substance over a surface in a rough or a colorless way. Spreads, yes. for cherish in paragraph 2 cherish ဆိုတာဒီ to love somebody or something very much and want to protect them or it, them or it and ဒီစုံတယောက်တော့မဟုတ်တစ်ခုခုကိုအရန်ချစ်မြတ်လို့ဒါကြောင့်မို့သူ့ကိုကာကွယ်ချင်တာတဲ့အဲ့တော့ဒီနေရာမှာက respect လည်းမဖြစ်နိုင်ဘူး honor လည်းမဖြစ်နိုင်ဘူး value ပဲကိုချစ်မြတ်လို့ပြီဆိုမှတော့တန်ဖိုးထားတယ်လို့ယူဆမှာပေါ့နော်အဲ့တော့ cherish နဲ့အတိပဲတူတာဒီ value ဖြစ်ပါတယ်ဟုတ်ကဲ့5 be words are in paragraph 3 paragraph 3မှာပါတယ် bewilder bewilder ဆိုတာဒီရဲ့နော် bewilder ဆိုတာဒီ to confuse somebody ဖြစ်တဲ့အတွက် yes တဲ့ကြီးပါပဲ a ဖြစ်ပါတယ် confused စိတ်ရှုပ်ထွေးစီတာပါဟုတ်ကဲ့အစပြေမျိုးလက်ပါတယ်စိတ်ကြည်ကြရအောင် c answer the following questions in complete sentences အောက်မှာပေးထားတဲ့မေးခွန်းများဝရပြပြဆိုဆိုဖြည့်ပေးပါတယ်1 what are why are there more choices of beauty products today than in the past 2 အလောက်ကုန်ပစ္စည်းတွေတဲ့ယနေ့ခက်မှာအရင်ကတည်းဘာကြောင့်မို့ရွေးချယ်စရာတွေအများကြီးရှိရတာလဲတဲ့အဲ့တော့ဘာကြောင့်မို့ရွေးချယ်စရာတွေအများကြီးရှိရလဲဆိုတော့ the booming of the beauty industry ပေါ့အလောက်အလောက်ကုန်ထုတ်လုပ်ငန်းတွေတဟုန်ထိုးတိုးတက်လာလို့ပေါ့နော်အဲ့တော့ဒါလေးကို because the beauty industry is booming လို့ပြင်လဲရတယ်လို့ because of the booming of the beauty industry လို့ဆိုလဲရပါတယ်ကျွန်တော်ကတော့ because of နဲ့ပဲဖြေလိုက်ပါတယ် There are more choices for beauty products today than in the past because of the booming of beauty industry. Okay, next, how is Tanaka mainly used in, in, other countries in, in Myanmar? မြန်မာမှာရောတဲ့တခြားနိုင်ငံတွေမှာတနက်ခါကိုအဓိကအဖြစ်ဘယ်လိုမျိုးအသုံးပြုကြပါတယ်လဲတဲ့အဲ့တော့ဒီမြန်မာမှာရောတခြားနိုင်ငံတွေမှာတနက်ခါကိုဘယ်လိုအသုံးပြုကြလဲဆိုတော့တခြားနိုင်ငံတွေမှာကတော့ in other countries it is used mostly for medicinal purposes only in Myanmar is is used mainly as cosmetic မြန်မာမှာတော့ cosmetic တွေနဲ့သုံးပြီးတခြားနိုင်ငံတွေမှာတော့ medicinal purposes တွေနဲ့သုံးတာပေါ့နော်အဲ့တော့အဖြေကနှက်ခါ is mainly used for medicinal purposes in other countries in as a cosmetic in Myanmar ဟုတ်ကဲ့ဆင်ပြီးမှာပါ number 3 for what purpose by use it နဲ့တဲ့ do beauty consciously လေးဒီအလပကိုတံမိုးထားတဲ့အလပကိုတံမိုးထားတဲ့ ဒီ ladies အမျိုးသမီးတွေကတဲ့ applying တနက်ခါ to their faces သူတွေမျက်နှာပေါ်မှာတနက်ခါကိုဘလူးရည်ချင်းနဲ့လိမ့်ကြတာလေတဲ့အဲ့တော့ beauty conscious lady ရဲ့အတွက်ဆိုရင်တဲ့ to beauty conscious ladies a thin layer of the best quality of tanak khan applying their faces somewhat covers pimples and acne on their faces သူတွေမျက်နှာပေါ်မှာရှိတဲ့ဝက်ချံတွေကိုဖုံးအုပ်စေတယ်တိုင်တာတစ်ခုတည်းဖုံးထားဖိထားပေးတယ်ဆိုတော့ဒီမျက်နှာပေါ်မှာရှိတဲ့ဝက်ချံတွေကိုဖုံးပေးဖို့ရည်ရွယ်ချက်နဲ့တုံးတာပေါ့နော် အဲ့တော့အဖြေကတော့ beauty consciously they apply the nectar to their faces to cover pimples and acne on their faces လို့ပြလေပါပြီဟုတ်ကဲ့အစီအမဲထင်ပါတယ်စစ်ကြည့်ကြရအောင် for it was age ဘယ်အသက်အရွယ်မှာ two pimples appear ဝက်ချက်တွေပေါ်လာတာလဲတဲ့ on the faces of boys ယောက်ျားလေးတွေရဲ့မျက်နှာပေါ်မှာတဲ့ဘယ်အသက်အရွယ်မှာဝက်ချက်တွေပေါ်လာတာလဲတဲ့ ဲ့တော့ဒီ paragraph အရာပဲပြောမှာပေါ့နော်ဟို73နှစ်တည်း74နှစ်တည်းတော့ကျွန်တော်တို့ကပြောလို့မရဘူး paragraph paragraph အရာကဘယ်ချိန်မှာပေါ်လာတာလဲဆိုတော့ begin to appear on their faces just at the age when they want to look handsome သူတို့တကယ်လာကျင်ပကျင်နေအရွယ်ရောက်တဲ့အခါမှသာအဲ့ဒီဝတ်ချံတွေကလည်းထွက်လာတာပေါ့နော်တတိုင်းဆိုင်ဆိုင်အဲ့တော့ just at the age when they want to look handsome ဆိုတဲ့အဖြစ်ကိုဖြေလိုက်ပါပြီဟုတ်ကဲ့ပါ pimples appear on their faces of boys just at the age when they want to look handsome. Okay, number five. What protects people who have to try in the sun from sunburn? နေအောင်ထဲမှာနော်နေဘူးထဲမှာအလုတ်လုတ်ရတဲ့လူတွေတွေ့ရတဲ့ဒီနေလောင်တန်းကနေကာဝယ်ဖို့အတွက်နေလောင်တန်းကနေဘာကကာဝယ်ပေးတယ်လဲတဲ့အဲ့တော့အာနေလောင်တန်းကနေကာဝယ်ပေးတာ a thick layer of the neck ခါပေါ့နော် to those who have to try in the petty fees or sad things in tropical sun, a thick layer of the neck definitely serves as a some blocks red. A thick layer of the neck car, the neck car to do layer, bono, the neck car to do layer, nilandangani, kawabirawa, and all a thick layer of the neck car protects people who have to try in the sun from sunburn. Okay, number six. Why are the roots of the Naka trees valuable to the medical, medical men? ဒီဆေးနဲ့ဒီဆိုပါလို့ဆေးဆရာတွေအတွက်တဲ့ဒီတနခါးပင်ရဲ့အမြင့်ကဘာကြောင့်မို့အဖိုးတန်တာလဲတဲ့အဲ့တော့တနခါးပင်ရဲ့အမြင့်ကဆေးဆရာတွေဘာကြောင့်မို့ဖိုးတန်တာလဲဆိုတော့ဒီမှာတရက်ကြီးပါပါတယ် as they found important ingredients in some medicine တချို့ဆေးတွေမှာဒီအရေးပါတဲ့ဒီပုံဝင်ပစ္စည်းအနေနဲ့ပေါ်ဆက်ကြလို့နော်သူကတနခါးပင်ရဲ့အမြင့်တွေကအရေးပါတာပါဟုတ်ကဲ့တန်ဖိုးရှိတာပါ အဲ့တော့အဖြေက the roots of the naka tree is valuable to the medical man as they form important ingredients in some medicine လို့ပြလိုက်ပါတယ်ဟုတ်ကဲ့စစ်ကြည့်ကြရအောင်7 in what forms is the naka available ဘယ်တနခါကိုတဲ့ဘယ်လိုပုံစံတွေနဲ့ရနိုင်တယ်လဲတဲ့ကြည့်ကြရအောင်တနခါကိုဘယ်လိုပုံစံနဲ့လဲရနိုင်တယ်လဲဆိုရင်တနခါကို different forms and sizes ပုံစံမျိုးမျိုးရဆမ်းမျိုးမျိုးနဲ့ရနိုင်တယ် from pieces cut from the selenar branches to huge trunks ဒီအကိုင်းခက်ကလေးကနေတကက်အတုံးကြီးထိရနိုင်တယ်ဒါတော့မဖြစ်တော့ဘူးမပါတော့ဘူးအပြင်ဆက်ဖြစ်မယ် in the form of small cakes creams lotions and powders ဆက်ကြည့်ပြပေါ့နော်အဲ့တော့အလေးကိုကျွန်တော်အနေနဲ့ modify လုပ်လို့ဖြစ်လိုက်ပါတယ် Tanaka is available in the forms of cylinder branches, huge trunks, small case, creams, lotions, and powders. Okay, number eight. why do many myanmar ladies still rely on တနက်ခါဘာကြောင့်မို့တဲ့မြန်မာအမျိုးသမီးတွေကတနက်ခါပေါ်မှာပဲမိခိုနေရတုံးလဲတဲ့ဘာကြောင့်မိခိုနေရတာလဲတဲ့ဘာအတွက်မိခိုနေရတာလဲတဲ့အဲ့တော့တနက်ခါကိုဘာကြောင့်မို့မြန်မာမျိုးသမီးတွေကမိခိုနေရစေ ဖြစ်နေတာလဲဆိုတော့အဲဒီတနက်ခါရဲ့အစမ်းဖို့မှာဘာဖြစ်လို့မိခိုနေရစေဖြစ်နေလဲဆိုတော့သူတို့ရဲ့အလှပနဲ့သူတို့ရဲ့ဒီတနက်တနက်ရှိမှုတွေပေါ့နော်အဲ့တော့ for their beauty and comfort လို့ပဲဖြေလိုက်ပါဘီ โอเคအဖြေကမြန်မာ lady still relying on တနက်ခါ for their beauty and comfort 9နိုင်ကတော့ brainstorming မေးခွန်းနေပေါ့နော် do you like to apply တနက်ခါ to your face မျက်နှာမှာတဲ့ဒီတနက်ခါလင်းရတာကိုကြိုက်သလားတဲ့ why or why not ကြိုက်တယ်ဆိုလဲဘာကြောင့်လဲမကြိုက်ဘူးဆိုလဲဘာကြောင့်လဲတဲ့ဟုတ်ကဲ့ my sample answer is yes i do ကြိုက်ပါတယ် because it can prevent from sunburn ဒီလောက်တိုင်းကနေကာကွယ်ပေးလို့ပေါ့နော် ဟုတ်ကဲ့မတိုက်ဘူးဆိုရင်တော့ no i don't because i don't feel comfortable when i have applying it on my face ကျွန်တော်ဒီတနခါလိမ့်ထားပြီဆိုရင်ဟိုတက်တော့တက်တာရှိရလို့မခံစားရဘူးပေါ့နော်အဲဒီကျွန်တော်လေးတယောက်နေနဲ့တနခါလိမ့်ထားရင်တက်တော့တက်တာမခံစားဘူးဒါကြောင့်မို့ကျွန်တော်တနခါလိမ့်ရတာကိုမကြိုက်ဘူးလို့ဖြစ်လိုက်ပါတယ်ဟုတ်ကဲ့10 Do you think the use of the nakhan as a cosmetic will be more popular or less popular in the future why အနာဂတ်မှာတဲ့ဒီတနခါကိုဘယ်လောက်ပုံပစ္စည်းနေနဲ့ တုံ့ပြုခြင်းကအဲ့ပို့ပြီးတော့မှဖော်ပြလာလူကြိုက်များနိုင်သလားဒါမှမဟုတ်လူကြိုက်နဲသွားနိုင်သလားတဲ့ဘာကြောင့်လဲတဲ့ဘာကြောင့်မို့လို့ထင်တာလဲတဲ့အဲ့တော့နဲတော့မယ်လို့ထင်လဲဘာကြောင့်မို့ထင်တာလဲပို့များလာလူကြိုက်များလာမယ်လို့ထင်လဲဘာကြောင့်မို့ထင်တာလဲပို့အဲကျွန်တော်ကတော့ unless we can produce the quality product ဒီအည်သွေးမြင့်နဲ့ကုန်ပစ္စည်းတွေအနေနဲ့ဒီ cosmetic အနေနဲ့မထုတ်နိုင်ဘူးဆိုရင်တော့ the use of tanaka as a cosmetic will be less popular in the future နာကမှာတော့ဒီတနခါကို cosmetic အနေနဲ့ အာတုံးနာကတော့လူကြိုက်နေသွားလိမ့်မယ်လို့ထင်ပါတယ်။ဟုတ်ကဲ့ဒါတော့ကျွန်တော်ရဲ့နမူနာဖြစ်ပဲဖြစ်ပဲဖြစ်ပါတယ်။အကောင်းဆုံးတော့ဖြစ်မယ်မဟုတ်ပါဘူး။တို့တော့စင်တီမီတာမျိုးလည်းမှာတယ်။စစ်ကြည့်ကြအောင်။ 11B vocabulary suffixes အ prefix အကြောင်းလေးကျွန်တော်တို့လေ့လာခဲ့ပြီ။ဒီခုကတော့ suffixes ပေါ့နော်။နောက်ဆက်ပုတ်တွေပေါ့။ Study the following examples အောက်မှာပေးထားတဲ့ဥပမာတွေကိုလေ့လာပါရစေ။ A Safid is a letter or group of letter that is added to the end of a word. စကားလုံးတစ်လုံးရဲ့အနောက်မှာဆက်ပြီးလိုက်တဲ့စကားလုံးတစ်လုံးတော့မဟုတ်စကားစုတစ်စုပါတဲ့ adding a suffix to a word စကားလုံးတစ်လုံးကိုတဲ့ a suffix suffix နောက်ဆက်ပုံတစ်ခုထည့်ပြီးလိုက်မယ်ဆိုရင် its meaning or forms it means or forms a different word သူရဲ့ဒီအဓိပ္ပာယ်တွေသူရဲ့ပုံစံတွေကတဲ့ different word ဒီစကားလုံးဟိုမတူတဲ့စကားလုံးတစ်လုံးဖြစ်သွားတယ်ပေါ့နော် ဥပမာပြကြည့်ရမယ်စင် thick adjective adjective ကို surface ဖြစ်တဲ့ဒီ ness net ဆိုတဲ့စကားလုံးပေါင်းပြလိုက်မယ်ဆိုရင် thickness ဒါအထူးထူတော့ ness ပေါင်းပြလိုက်မယ်ဆိုရင် thickness ဆိုတဲ့နောင်ရသွားတယ်ပေါ့နောက်ကို remove remove ကဖယ်ရှားသည် al ဆိုတဲ့ surface ထည့်ပြလိုက်မယ်ဆိုရင် removal အဲ removal ဆိုတာကဖယ်ရှားခြင်းပေါ့နော် removal ဆိုတာဒီအဲလက်တော်ကတော့မှာပဲဒီလုံခဲ့တဲ့နေ့သုံးတဲ့အတွက်အရန်ကိုခက်စားတဲ့ ဒီစကလုံးပေါ့နော် removal the act of getting rid of something တခုခုကိုဖယ်ရှားလိုက်တာထုတ်ပယ်လိုက်တယ်ပေါ့ထုတ်ပယ်ပေါ့ the first ကကွဲပြားသည် ENC လို့ခေါ်တဲ့ surface ကိုထည့်ပေးလိုက်တော့ difference အဲကွဲပြားခြားနာမှုပေါ့နော်ကွဲပြားခြားနာခြင်းပေါ့လေအဲ့တော့ဒီ surface တွေထည့်ပေးလိုက်တာ ਨੇ စကလုံးသုံးရဲ့အဓိပ္ပာယ်တွေပုံစံတွေလည်းပြောင်းသွားတယ်တဲ့ဟုတ်ကဲ့စစ်တီကြအောင် now forming surfaces ဒါ နံနေဖြစ်ပေါ်စေတဲ့နောက်ဆက်ပုံများပေါ့ nouns can be form noun တွေကိုအဲဖြစ်စေရဖြစ်စေဖြစ်နိုင်တယ်တဲ့ noun တွေကိုပုံဖော်လို့ရတယ်ပေါ့လေ from verbs and adjectives ဒီ adjective ကနေရော verb ကနေရော noun တွေကိုတဲ့ပုံဖော်လို့ရတယ်တဲ့ in other nouns တခြား noun တခြားနံတွေတခြားနံတွေကရောပေါ့နော်ဟုတ်ကဲ့အဲ့မှာ complete the following table by adding suffixes to the words given ပြထားတဲ့ words တွေကိုတဲ့ suffix တွေထည့်ခြင်းအပြင်ဒီ ဇာတ်ကိုဖြည့်စက်ပေးပါတဲ့အဲ့တော့ surface ပေးထားတယ် reward ပေးထားတယ်ဒီဘက်ကဖြစ်လာမယ် noun တွေပေါ့နော်အဲ့တော့ nouns တွေဒီ verb တွေကိုတော့ adjective တွေကိုကျွန်တော်တို့ surface တက်ပေးလိုက်မယ်ဆိုရင် noun တွေဖြစ်လာမှာပေါ့အဲ့တော့ arrive arrive ကို surface al တက်ပေးလိုက်မယ်ဆိုရင် arrival approve approve ear တက်ပေးလိုက်မယ်ဆိုရင် approval fragrance ကို anc တက်ပေးလိုက်မယ်ဆိုရင် fragrance guide go ENZ table guidance free go DOM table freedom boredom preference reference reference are a good carbono moisturizer teacher or table me surface day inventor etar daro iron table me promotion revision ISD table me scientist artist ambient ထည့်ပေးမယ်ဆိုရင် management movement any assist ထည့်ပေးမယ်ဆိုရင် usefulness greatness okay ဆက်ပြီးမြင်တင်ပါတယ်ဒီအတိအပေတွေကတော့ကိုယ်အခုဒီ self study လုပ်စီချင်ပါတယ်ကျွန်တော်ဗီဒီယိုအရင်ရှိတော့မှဆိုရတဲ့ဒီမှာတော့တလုံးချင်းစီ definition ဖွင့်ပြမနေတော့ပါဘူးဟုတ်ကဲ့စစ်ကြည့်ကြအောင်နောက်တစ်ခုက non forming surfaces ပြီးတော့အခုက verb forming surfaces verb တွေဖြစ်ပေါ်လာစေတဲ့ surface တွေပေါ့ first can be found verb တွေကိုဖြစ်ပေါ်စေနိုင်တယ်တဲ့ front nouns and adjectives noun တွေကနေ adjective တွေကနေ surface ထည့်ပြီးဆိုရင် verb တွေဖြစ်နိုင်ပါတယ်တဲ့ height ဆိုတာအမြင့်ပေါ့နော် ear height heighten heighten ဆိုတာကဒီနေရာမှာ become it becomes stronger and increases ပိုပြီးတော့မှအပြင်းလာတယ်ပိုပြီးတော့မှတိုးမြင့်လာတယ်ဆိုတဲ့အဓိပ္ပာယ်ပါတဲ့ pure ဆိုတာ pure ဆိုတာအားလုံးသိတယ်တန့်ရှင်းတော့တန့်စင်တော့ purify ဆိုတာဒီတန့်စင်တည်ပေါ့ verb ဖြစ်လာတယ်ဆိုတော့ be complete the following table by adding surfaces to the words given ပေးထားတဲ့ word တွေကိုတဲ့ဒီ surface တွေထည့်ပြင်းအားဖြင့်ဖြည့်စွက်ပေးပါတဲ့ surface ပေးထားတယ် root word ပေးထားတယ်ဖြစ်လာမှာတော့ verb တွေပေါ့နော်အဲ့တော့ ate ထည့်ရမယ် surface immigrant immigrant ဆိုတော့ရွှေ့ပြောင်းနေထိုင်တဲ့သူတွေတနင်္ဂနွေတနင်္ဂနွေကိုရွှေ့ပြောင်းနေထိုင်တဲ့လူတွေ immigrate ကတော့ရွှေ့ပြောင်းနေထိုင်တယ်ပေါ့ different differentiate en ကတော့ strength strengthen strength ဆိုတာ အခိုင်စီတီပဲကြွမှာပေါ့နော် live in live in ကတော့ပို့ပြီးတော့မှပေါ့တော့အောင်လို့ဒီဝင်ပေါ့တော့အောင်လို့ဒီစက်ထည်ပြီးပြင် ICE ပေါ့မယ်ဆိုရင် computerize memorize simplify exemplify ဒီနေရာမှာ ESAM ကနေ ESEM ပြောင်းထားတာလေးကိုအဲဒီပြည်ကြီးကျမှာတယ် exemplify ဆိုတာဒီဥပမာပြသည်ဆိုတဲ့လေးပဲပေါ့နော်ဟုတ်ကဲ့ complete each sentence what the choreform of the words given in brackets ကွမ်းနမပေးထားတဲ့စကားလုံးတွေရဲ့မှန်ကန်တဲ့ပုံစံနဲ့ကိုယ့်လက်ထက်မှာဖြည့်ပေးပါတဲ့အဲ့တော့ကွမ်းနမပေးထားတဲ့စကားလုံးလေးတွေကိုမှန်ကန်တဲ့ပုံစံကိုပြောင်းပြီးတော့ဖြည့်ပေးရမှာပါ what form ပေါ့နော်ကျွန်တော်အားလုံးရင်းနှီးကြပါတယ် one she trying to blah 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 of her speech with a few jokes အဲသူကားတဲ့နော်သူ့ရဲ့ speech main ဝင်ကိုပေါ့ with a few jokes ဟာတလေးတွေနဲ့ ပေါ်ပါတော့အောင်လုပ်ဒီပေါ် to ရဲ့နောက်မှာ verb infinite တက်လိုက်မှာကြောင့်မို့ to yes lighten မှာ to began is one of the major to to တာကဘာလဲခီးသွားဒီပေါ် attractions အမြင်မှာပကံဟာနဲ့မြန်မာပြည်မှာရှိတဲ့တကယ်အဓိက tourist attraction ပေါ့ဒါတော့ location ရအောင်သိနေကြပါပြီ tourist attractions နိုင်ငံရောက်ခီးသွားဆက်ဆောင်တဲ့နေရာကြီးပေါ့နော်နံပါတ်3 his answer has no direct right. relevant to the question no direct no relevance သူ့ကိုနောက်ပုံစံပြောမှမယ်ဆိုရင် relevance ဒါလေဘယ်လိုမလဲကိတ်ညီတာပေါ့နော်ဓာတ်ရိုက်ကိတ်ညီတာမရှိဘူးတဲ့ I'm looking for a skin cleanser ကျွန်တော်ဒီ evanescent evanescent เนี่ยရှာနေတာတဲ့ that can help reduce and ရွံ့နှဲစေဖို့အတွက်နော် the blah 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 of my face ကျွန်တော်ရဲ့မျက်နှာက oily အဆီတွေပေါ့နော် oily ကိုနောက်ပုံစံပြောင်းမယ်ဆိုရင် oiliness ဖြစ်တယ် oiliness ကိုကျွန်တော်တွေက oiliness လို့မှားပြီးတော့မှအိုင်ကိုကြံပြီးတော့မှရေးထားကြတယ်ဒါလေးသတိပြုပေးပါ oiliness ဖြစ်ပါတယ် now five fresh flowers blah 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 the entire church oh my sister what did ကျွန်တော်ရဲ့ညီမတို့မို့အမရဲ့ဒီမင်္ဂလာဆောင်တဲ့နေ့မှာလက်ထပ်ပွဲမှာတဲ့ဒီ church တစ်ခုလုံးကိုဖခင်တစ်ခုလုံးကိုဒီလက်ဆက်တဲ့ပန်းပန်းပန်းတွေက ဘာလုပ်ထားရလဲဆိုတော့ verb ပေါ့နော် define plus ထားပေးတာပေါ့ says i often go to my teacher for words of encouragement encouragement အပီးဒီ words of uh, encouragement ပေါ့နောင်းနေနေပြောမှာဆိုရင်အပီးစကားဟုတ်ကဲ့ seven this new toothpaste will blah 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 your teeth better ဒီတွားတဲ့ဆေးအတွက်ကတဲ့တင်းရဲ့တွားတွေကိုပို့ပြီးတော့မှဖြူစေလိမ့်မယ် whiten ဖြစ်ပါတယ် We congratulated them on the successful successful yes, the adjectives are not gonna be complete go no completion bono completion of their project. Nine regular exercise will yes the name where no verb infinitive strengthen strongly strengthen people strengthen your muscle. Ten I plan to blah 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 in history for my BE degree. ကျွန်တော်စီစဉ်ထားတာတဲ့နော်ဘလဘလာဘာလို့ဖို့လဲ2 yes specialize attribute attribute ယူဖို့ပေါ့နော်တမိုင်း attribute ယူဖို့အတွက်ကျွန်တော်စီစဉ်ထားတာပါတဲ့ဟုတ်ကဲ့အဆင်ပြေမယ်ထင်ပါတယ်စစ်ကြည့်ကြရအောင် collocation collocation ဆိုတာကတော့ဒီတွဲယူတမသုံးတဲ့စကားလုံးတွေကိုပြောတာတွဲယူတမသုံးတဲ့စကားလုံးတွေ to be often used together in a language ဒါ language တစ်ခုမှာဘာသာတစ်ခုမှာတွဲပြီးတော့မှသုံးနေတုံးထားရှိတဲ့စကားလုံးတွေတဲ့ a biter collocates when tears but sore does not ဒီနေရာမှာ biter tears လို့ပဲရှိတယ်တဲ့ sore tears လို့မရှိဘူးတဲ့ collocation ဆိုတာလေဒါတွဲပြီးသုံးတဲ့စကားလုံးနေပေါ့နော်အဲ့တော့ verb နဲ့ noun နဲ့တွဲမှသုံးတဲ့ collocation ဆိုရင် take medicine drink medicine လို့ပြောရအောင်တဲ့ take medicine ဆေးတောက်တည် adjective နဲ့ noun နဲ့ပြောမယ်ဆိုရင် great hero လို့ပဲရှိတယ် huge hero လို့မရှိဘူး super hero လို့ရှိတာပေါ့နော် adverb နဲ့ adjective နဲ့တွဲမယ်ဆိုရင် extremely cold strongly cold လို့မရှိဘူးတဲ့မသုံးရဘူးတဲ့ noun plus noun ဆိုရင် bacon နဲ့ x လို့ပဲရှိတယ် bread နဲ့ s လို့သုံးနေတုံးထားမရှိပါဘူးတဲ့ဒါတော့ grammatical ရမမှန်ဘူးလားလို့ပြောရင်တော့မှန်တာပေါ့နော်တို့တို့ညာလဲဒီလိုသုံးလေသုံးထားမရှိလို့ဒီလိုမသုံးရဘူးလို့ပြောတာဖြစ်ပါတယ်တဲ့အဲ့တော့ take medicine great hero extremely cold bacon နဲ့ s အဲ့ဒီပြပေါ့နော် collocations are groups of two or more words they usually go together ပုံမှန်အထက်အများအားလို့လို့အတူတူတွဲယူတော့မှသုံးတဲ့ဟာတွေကို collocation လို့ခေါ်တာတဲ့ therefore ဒါကြောင့်မို့ words that are often used together are collocation အတူတူအဲခဏခဏတွဲပြီးမှသုံးတဲ့စကားလုံးတွေကို collocations လို့ခေါ်ပါတယ်တဲ့ဟုတ်ကဲ့အကျေတိကျင်နေဆိုရင်တော့ sister တွေလုံးမှာပဲရမှာပေါ့နော် d complete a sentence with the appropriate words given in the box that collocates with the words in italics ဒီစကားလုံးဆောင်လေးတွေနဲ့ပေးထားတဲ့စကားလုံးလေးတွေနဲ့တဲ့ the collocates တွဲပြီးတော့မှသုံးတဲ့ box ထဲမှာပေးထားတဲ့တင့်နေတဲ့စကလုံးလေးတွေကိုတဲ့ဒီ quality ထဲမှာဖြည့်စက်ပေးပါတဲ့ဟုတ်ကဲ့စစ်ကြည့်ကြရအောင်အဲ့တော့ box ထဲမှာပေးထားတဲ့အာဆယ်လုံးပေးထားတယ်ပေါ့နော်နည်းနည်း၄၆၈၀ဆယ်လုံးအဲ့ဒါကို quality ဖြစ်တဲ့ဒီစကလုံးလေးကိုတွဲပြီးတော့မှသုံးပေးရမယ်ပေါ့ဟုတ်ကဲ့ number 1အရင်ဆုံးပေးထားတဲ့ဒီ box တွေက excavator ရင်ကြည့်အောင် apply lane the products ကိုပစ်စီ boom တိုးတက်လာသည် promote တိုးမြင့်ည do ပြုလုပ်ဒီပေါ့နော် heritage ယဉ်ကျေးမှုအမွေနဲ့အမွေနဲ့ပေါ့ twine အလုပ်ကြမ်းလောက်ရည် weary worsen the medical sickness i know wounds နိုင်ရဒီပေါ့နော်မောင်မောင် is such a reliable student reliable ဆိုတာက that can be can be trusted to do something well that you can rely on ယုံကြည်စိတ်ချတော့ပေါ့နော်မောင်မောင်ကားတယ်အရင်ကယုံကြည်စိတ်ချရတဲ့ကျမ်းသားတယောက်တဲ့ဒါကြောင့်မို့ that he blah 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 the trust of all his teachers and friends တဲ့တငယ်ချင်းတွေသူ့ရဲ့ဆရာဆရာမအားလုံးရဲ့ယုံကြည်မှုကိုသူကပေါက်ထားလဲအမ်ဒီနေရာမှာ wins the trust ဖြစ်တယ်သူ့ရဲ့ collocation ဒီ wins the trust ဖြစ်ပါတယ်ငွေနံပါတ်2အဲ့တော့ wins ဖြစ်လိုက်ပြီမော်နော် fruit producer should their best to make sure that to produce safe foods ဒီစားတော့ကုန်ထုတ်လုပ်တဲ့သူတွေကတဲ့ should လုံးတက်နေတဲ့ဒီနေရာမှာရွှတ်ပါပြီးဖြစ်တဲ့အတွက် vast evidence တွေဖြစ်အောင်ပေါ့နော် they are best to make sure ပြည်ကြစီဖို့ရန် that they they produce safe foods begin အစားအသောက်တွေကိုတဲ့နော်ထုတ်လုပ်တာတည်ကြစီဖို့ဒီစားတောက်ကိုထုတ်လုပ်တဲ့လူတွေကအထူးကိုဘာလို့သိလဲ short yes ဒီနေရာမှာ do ပဲရှိတာပေါ့နော်ဘာမှဒီဖြစ်နေတဲ့အကြောင်းအရာမရှိတော့ဘူး do their best do my best do someone best အကောင်းဆုံးပြန်လို့ဒီကို do their best လို့သုံးတော့ပါ Okay, number three, we are introducing a new range of beauty, blah blah blah, intended for teenagers. So you did the video ma the beauty colour may it yes, you beauty products. Okay, number four. Hotel and tourism industry industry has blah 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 in the last few years. ဒီ hotel နဲ့ဒီခီးသွားလာရေးလုပ်ငန်းက has ဘာဖြစ်လာလဲသူနဲ့တွေ့တာဒီ yes boom ပဲဖြစ်နေမှာပေါ့နော် has boomed ဟုတ်ကဲ့ပါ number 5 Sam and my women are very fond of blah 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 flowers in their hair သူရဲ့ခေါင်းမှာဆီမှာလုပ်နေပေါ့နော်သူရဲ့ခေါင်းမှာပန်းတွေကိုကွက်လိုက်ရတာဟိုးတဲ့သူတို့ဟာနေတဲ့တဲ့အဲ့တော့ wearing flowers ဖြစ်ပါတယ်ပန်းပန်တာကို wearing flowers ပါ Okay, number says farmers in our village have to blah 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 in the paddy field from morning till evening. မနေ့ကနေ့ညနေအထိစပါးကနေ့စက်ကနေ့တည်းမှာတဲ့ကျွန်တော်တို့ရောကလည်းဓမ္မတွေက have to yes ဘာမှဖြစ်နိုင်တာဆို try မရှိပါတဲ့ have to try လုပ်ကြမ်းလုပ်ရတာပါ seven she doesn't blah 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 any makeup yet she is beautiful သူဟာတဲ့ဘာမိတ်ကပ်မှမလုပ်တော့냐လဲဖြစ်နေတာ apply မရှိပါတဲ့ ။ဘာမိတ်ကမမသုံးတော့ညာလဲအရန်ကိုလှတယ်။သူက EU လေးနဲ့လှတယ်ပေါ့။ applying we launch launch လာကတော့အဲကျွန်တော်တို့ဒီစုံငါလုပ်ငန်းတစ်ခုခုကိုစတင်ပြီးတော့မှဒီစတင်ပြီးတော့မှအလုပ်ဆောင်တော့ပြောချင်တာ we launch a then a big advertising campaign campaign ဆိုတာကတော့ campaign လို့ပဲပြောကြတာပေါ့နော် a series of planned activity that are intended to achieve a particular social commercial political aim နိုင်ငံရေးရည်ရွယ်ချက်တို့မဟုတ်စီးပွားရေးဒီလူမှုရေးဆက်ဆံရေးတစ်ခုခုကို ရရှိဖို့အတွက်အောင်မြင်မှုရရှိဖို့အတွက်ရေရွယ်ပြီးတော့မှလုပ်တဲ့ဒီ CD slide လုပ်ထားတဲ့ဒီ activity ကို campaign လို့ခေါ်တာကြော်ညာ campaign ပေါ့နော်ကြော်ညာ campaign ကြီးမားတဲ့ကြော်မကြော်ညာ campaign ကြီးစတင်ပြီးတော့မှလုပ်ဆောင်နေတယ်တဲ့ဘာလို့ဖွင့်လဲဆိုတော့ to blah 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 the sale of our new product ကျွန်တော်ရဲ့ company တဲ့ရောင်းအားကိုဘာလို့ပေးဖို့လဲတစ်ခုပဲရှိတယ်တစ်ခုရဲ့ဖြစ်နိုင်တာက sorry သုံးခုရှိတယ်ဖြစ်နိုင်တာဒီ yes to promote the sale ပေါ့နော်အရောင်းမြင့်တင်ဖို့အတွက်ပေါ့ ဟုတ်ကဲ့အခုမဲကြံမလို့ရတယ် our traditions and custom are all part of our culture စဉ်းစားကြမလို့ cultural heritage ဒါဒီ heritage နဲ့ cultural နဲ့ collocation ရဖြစ်ပါတယ် the drug is so only for တခုပဲကျန်တာဖြစ်တဲ့အတွက် medical purposes ဖြစ်ပါတယ်ဒီဆေးကိုတဲ့ဒီဆေးအတွက်တည်းရေပြီးတော့မှထုတ်ထားတာတဲ့ ုတ်ကဲ့ပါစပီမံမြုံလက်ပါတယ်စပီပီတာရှိရင်လည်းကျွန်တော်ရဲ့ comment box မှာဝင်ရောက်မှချက်ပေးလို့ရပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်အဆင်ပြေတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေနောက်ဗီဒီယိုမှာပြန်လည်ဆုံးတွေ့ကြအောင်ပါ see you